တော်မီရွေကြားထဲကနေကလေးလေး22ယောက်ကိုကဲထုတ်ပေးခဲ့တဲ့ကျောင်းဘတ်စကားဒရိုင်ဘာဒီနေ့ recap ပြုလုပ်ပေးသွားမယ့်ဇလန်းလေးကတော့ကျောင်းကားမောင်းတဲ့ဒရိုင်ဘာတယောက်ရယ်ဆီယာမားတယောက်ရယ်နဲ့မူလာတန်းကလေးလေး22ယောက်တို့ကယ်လီဖိုးနီးယားတမိုင်းတစ်လျှောက်အပြင်းထန်ဆုံးတော်မီထဲမှာပိတ်မိနေခဲ့ကြပုံကိုရိုက်ကူးထားတဲ့ဖြစ်မှန်ဇလန်းလေးဖြစ်ပါတယ်ဇလန်းလေးကတော့2018ခုနှစ်နိုဝင်ဘာ18ရက် Paradise California မှာစတင်ထားတာပါအဲဒီချိန်တုန်းကဒီကောင်ဒီမှာရင်းနေရာကြော်တဲ့မိုးကောင်ရေရှားမှုတစ်ခုနဲ့ကြုံတွေ့နေခဲ့ရတာပဲဖြစ်ပါတယ် ကေဗင်မက်ကီးကတော့ဂျွန်ဘက်စကာဒရိုင်ဘာတယောက်အနေနဲ့လှုပ်လှုပ်နေခဲ့ပြီးသူကမနေ့ဆိုရင်ကလေးတွေကိုသွားကြိုညနေကြောင်းစင်းချိန်ဆိုရင်ကလေးတွေကိုအင်းနေစီကိုလုံးလုံးကြုံကြုံလိုက်ပို့ပေးလိုက်ရပါတယ်။တေးတာအဆုံးမှာတော့ကေဗင်တယောက်အလုပ်စီမံရေးကရူဘီကိုအချိန်ပိုပေးဖို့အတွက်တောင်းဆိုလိုက်ပါတယ်။သူရဲ့တည်ဆုံသွားတဲ့ဖောက်ခင်ကြောင့်ဂျန်နေခဲ့တဲ့အကျွေးတွေကိုဆက်နိုင်အောင်လို့အချိန်ပိုလှုပ်ချင်နေပေမဲ့လည်းမရခဲ့ပါဘူး။ဒီနောက်မှာတော့ကေဗင်ကသူ့အမေရဲ့သူသားလေးရှောင်းရယ်နဲ့တူနေနေကြပါတယ်။ ါမဲ့ကွာရှင်ပြည်ကလေးကသူနဲ့ရှောင်းကလည်းအဆင်မပြေတော့ဘဲနဲ့ရန်ဖြစ်နေရတာမျိုးတွေပါရှိပါတယ်။ဝမ်းနဲ့ကြကောင်းတဲ့မိသားစုအခြေအနေမှာပူဆိုးသွားတာကသူတို့မိသားစုရဲ့ခွေးလေးကပါအုံမင်းပြီးတော့နာမကျန်းဖြစ်လာတာကြောင့်ကေဗင်ကအနီးကဒိတ်ဆန်စေကန်းတစ်ခုမှာခွေးကလေးကိုစေထိုးပြီးတော့နာကျင်မှုတွေကိုအဆုံးသတ်ပေးလိုက်ရပါတယ်။နိုဝင်ဘာလ၈ရက်မနေ့ကမှာတော့လေနဲ့ပစ္စည်းတွေမကောင်းတော့တာနဲ့နှစ်ခုပေါင်းပြီးတော့တားအလိုင်းကလည်းပြတ်တောက်သွားခဲ့ပါတယ်။ဇာလအနေနဲ့ကတော့မိွားတွေကမိုးခေါင်မိုးကြောင်၆တွေ့နေတဲ့တပင်းနေတဲ့မြေပေါ်ကိုကြာသွားခဲ့တာပဲဖြစ်ပါတယ် အဲကနေပဲမီးတောက်တွေကကူးဆက်သွားခဲ့ပြီး၆တွေ့နေခဲ့တဲ့မြစ်ပင်တွေပင်တွေကနေမီးလောင်ကျွမ်းမှုတစ်ခုဖြစ်လာခဲ့ပါတယ်။အဲချိန်မှာပဲကေဗင်ကတော့သူ့လုပ်ချိန်ကိုစတင်နေခဲ့ပြီးအလုပ်စီမံရေးကသူ့ကိုဘတ်ကားနံပါတ်963ကိုစစ်ဆေးဖို့အတွက်လေးလက်ကြရင်ပြန်ယူလာရမယ်လို့ပြောခဲ့ပါတယ်။သူ့ကားစခန်းမှာရှိနေတော့နောက်ထပ် driver တယောက်ကလည်းတောင်စောင်းမှာမီးလောင်နေတာကို သတင်းပို့လိုက်ပြီးတော့အနည်းဆုံးဌာနကနေပြီးတော့မီးတပ်ကားနှစ်စီးကိုချက်ချင်းသတင်းပို့လိုက်ပါတယ်။မီးတပ်ကားတွေရောက်တော့တောင်စောင်းမှာတကယ်ပဲမီးလောင်နေတာကိုတီးပြလိုက်ကြပါတယ်။ ပြီးတာနဲ့မိတော်မိညွန့်တွေကိုဘယ်လိုထိန်းချုပ်ကြရမလဲဆိုပြီးတော့အစီအစဉ်ဆွဲလိုက်ကြပါတယ်။သူတို့ကဒေါ်လန်တခုကနေပြီးတော့မိလောင်နေတဲ့နေရာစီကိုသွားဖို့အစီအစဉ်လိုက်ကြတာပဲဖြစ်ပါတယ်။ဒါမှမဟုတ်လေဒေါ်လန်တွေကမိသက်ကားတွေဖျက်သွားဖို့နောက်ထီကိုအဆင်မပြေခဲ့ပါဘူး။ဒေါ်မီကိုနီးကပ်ကြီးလိုက်ပြီးမှပဲအတော်လေးပြင်းထန်တာကိုတိလိုက်ရပြီးတော့မိသက်သမားတွေကထိန်းချုပ်ခန်းကိုကူညီလမ်းတောင်းလိုက်ကြပါတယ်။အဲမှာတော့မိထိန်းချုပ်ဖို့အတွက်အခွဲတစ်ခုကိုပြင်ဆင်နေကြပါတယ်။ခန္ဓာမှုမာတီနက်ကရောက်လာတဲ့အခါမှာတော့မိသက်သမားဟော်ကင်ကသူ့ကိုဆက်သွယ်လိုက်ပါတယ်။ ဟော့ကင်ကနီနာကကွန်ကာမြို့ကိုသွားနေတော့လမ်းတစ်လျှောက်မှာတော်မီတွေတွေ့နေရတဲ့အကြောင်းကိုသတင်းပို့လိုက်တာပဲဖြစ်ပါတယ်။မာတီနာကသူ့ကိုခုချုပ်တွေ့နေရတာကမီးလောင်မှုအကြီးစားကြီးတစ်ခုပဲဖြစ်မယ်လို့ယူဆလိုက်ပါတယ်။အဲ့ချိန်မှာကေဗင်ကသူသားဖို့ဈေးတွေကိုအိမ်မြန်ယူသွားရမယ်ပြင်ဘတ်စကားကိုလည်းစစ်ဆေးဖို့အချိန်မီပြန်ပို့ရမှာကြောင့်အလင်းလိုနေခဲ့ပါတယ်။ပထမဆုံးသူကစီဖေးဖို့သွားလိုက်တော့စီဇန်မှာကားတွေကအတန်းလိုက်ကြီးရှိနေခဲ့တာပါ။အဲ့ချိန်မှာရူဘီကမီးကြောင်တတိပေးလိုက်ပြီးဒရိုက်ဘာတွေကိုတတိထားဖို့ကြေညာလိုက်ပါတယ်။ ။ကွန်ဂါမျိုးမှာတော့ဟော့ကင်းကဒေါမီကလူနေအိမ်တွေနားထီကိုရောက်နေပြီးတော့တရင်ပို့လိုက်ပါတယ်။ဒီလာနဲ့သူကပြည်သူတွေကိုထွက်ပြေးနိုင်အောင်ကူညီပြီးတော့သူကားပေါ်ကိုတင်ခေါ်လာခဲ့ပါတယ်။ဟော့ကင်းရဲ့တရင်ပို့မှုကြောင့်ရောက်လာကြတဲ့မိသက်လေးရင်တွေကလေချောင်းကနေဒေါမီကိုနှိမ်နှင်းဖို့ကြိုးစားလိုက်ကြပေမဲ့လေပင်ရဲ့တန်းချောင်းရေနဲ့မိငိမ့်တာတို့ပစ္စည်းတွေကိုတိတိကျကျမကျဲနိုင်ခဲ့ပါဘူး။ဟော့ကင်းတို့မိသားသမားတွေကလည်းလမ်းမှာပစ္စည်းတွေနဲ့မိတော့တွေကိုဖျက်ဆီးလာရပြီးတော့မြေစိတ်ကန်းနာမှာတော့သူကမိတော့တွေကြားထဲမှာပြိမိနေခဲ့ပါတယ် သူကဗီဒီယိုတွေကိုလည်းကားပေါ်ကဆင်ခိုင်းပြီးတော့မိဖို့ရှောင်ဖို့အတွက်ရေထဲကဖြစ်သွားကြပါတယ်။ဒါမဲ့သူနဲ့တူပါလာတဲ့မိသက်သမားတွေကမိဆွဲသွားတဲ့လူတယောက်ကိုကူပြီးတော့မိငိမ့်ပေးဖို့ကြိုးစားရင်းနဲ့ဘေးပြင်းနဲ့ပါလာတဲ့မိတော့တွေကြောင့်သူတို့လည်းအကုန်လုံးတည်ဆိုးကုန်ကြပါတယ်။ဟော့ကင်းကတော့သူတို့အကြံဉာဏ်သေးတဲ့အကြောင်းဌာနချုပ်ကိုတင်ပြလိုက်ပါတယ်။အဲဒီမျိုးတွေကိုဖြန်မောင်းနေခဲ့တဲ့ကေဗင်ကကောင်းငင်မှာမိခိုးတွေပြည့်နေပြီးတော်မီကလာနေတာကိုမြင်လိုက်ရပါတယ်။မိသက်ဌာနကလည်းလင်းရင်တွေကိုလှုပ်ပြီးတော့မိချင်းတွေကိုစောင့်ကြည့်လေ့လာခန်းလိုက်ပါတယ်။ ဒေါမီကပြင်းထန်နေပြီးမိရောက်တွေကလည်းပါရာတိုင်းမြို့ကိုဥတီနေခဲ့ပြီးတော့တစ်မျိုးလုံးမိတဲ့ပါသွားနိုင်တဲ့အခြေအနေဖြစ်နေခဲ့ပါတယ်။မိကိုထိန်းချုပ်ဖို့လုံနေတာတွေကလည်းထိရောက်မှုမရှိဘဲနဲ့တခြားမျိုးတွေစီကမိသက်လေးရင်တွေကလည်းနိုင်နေနေလောက်နောက်ကျပြီးမှရောက်လာနိုင်မှကြောင့်အဲ့ဒီချိန်ဆိုနောက်ကျနေလောက်ခဲ့ပါပြီ။မာဒီနက်ကဘေးကင်းရကိုထပြေးချဖို့တတိပေးချက်တွေထိုးလိုက်ပါတယ်။ယိုရက်ကဘွန်ဒါရက်မူလာနဲ့အကြောင်းလေးမှာတော့တောင်းလေးကြားတဲ့ကဒေါမီလောင်နေတာကိုဘရင်းပေါက်တွေကနေမြင်နေခဲ့ရပါတယ်။ ဆီယမ်မာမေရီလစ်ဝဲနဲ့တခြားဆီယမ်မာတွေကလည်းကလေးတွေကိုတောင်းပိတ်ပေးပြီးတော့ပြန်လုပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ကလေးတွေရဲ့လုံခြုံရေးအတွက်ဆင်းပေးပြီးတော့မိဘတွေကိုလာခေါ်ခိုင်းလိုက်ပါတယ်။ကားစကန်ကိုရောက်သွားနေတော့မှာပဲကေဗင်တယောက်သူ့ရဲ့ဇနီးဟောင်းကိုဖုန်းခေါ်လိုက်ပြီးသူသားလေးအကြောင်းကိုလည်းပြောလိုက်ပါတယ်။သူဇနီးဟောင်းကတော့ကလေးကရှုံးသမားတယောက်စီမှာမနေချင်လို့နေမှာပေါ့ဆိုပြီးတော့ပြောလိုက်တဲ့အခါမှာကေဗင်တယောက်ဒေါသတွေထွက်သွားခဲ့ပါတယ်။သူကကားစကန်ကိုသွားပြီးစစ်ဆေးမှုတွေလုပ်မဲ့စားကားကိုပြန်လှည့်ပြီးတော့သူသားစီကိုသွားလိုက်ပါတယ်။ အဲဒီမှာရူဘီကတော့ပွန်တာရက်အကြောင်းကနေကလေး23ယောက်ကကြံနေသေးတာကြောင့်ဘက်စကားတစည်းနဲ့လာကြိုပေးဖို့လိုမဲ့အကြောင်းပုံစံပြောလိုက်ပါတယ်။ရူဘီကတခြားဒရိုက်ဘာတွေကိုဖုံးဆက်လိုက်ပေမဲ့သူတို့ကလည်းတခြားအကြောင်းတွေကကလေးတွေကိုလိုက်ပို့နေတာကြောင့်မအားကြပါဘူး။အလုပ်ချိန်လည်းဖြစ်သလိုသူကလည်းနီးနားမှရောက်နေတာကြောင့်ကေဗင်ကကလေးတွေကိုသွားကြိုပေးဖို့လက်ခံလိုက်ပါတယ်။အဲဒီချိန်မှာမိသက်သမားတွေကလည်းမျိုးစီကိုမိတွေကူးဆက်မလာဖို့ကာကွယ်နေခဲ့ကြပြီးအတော်လေးကိုခက်ကြုံနေခဲ့ရပါတယ်။ ကျောင်းကိုရောက်လာတာနဲ့ကေဗင်ကကလေးတွေကိုအမြန်ခေါ်လာဖို့ဟွန်းတီးလိုက်ပါတယ်။ဒါမဲ့ကလေးတွေကတော့လင်မလို့နေကြပဲနဲ့အမေရိကကလေးတွေကိုဒီချင်းနေကျောင်းကိုလက်မသွားစေချင်ခဲ့ပါဘူး။တော်မီနဲ့ဝေးမှဆိုပြီးတော့သူတို့ကလည်းဖြည်းဖြည်းသွားနေခဲ့ကြတာပါ။ကေဗင်ကတော့မျိုးကလူတွေအကုန်လန်ပြီးထွက်ကုန်ကြတော့ကားပိတ်မသွားခင်မှာမြန်မြန်လှုပ်တာပိုကောင်းမယ်လို့ပြောခဲ့ပါတယ်။ဒါမဲ့ဆီယမ်မားကတော့ဖြည်းဖြည်းချင်းပဲလှုပ်နေခဲ့တာပါ။နောက်ဆုံးချိန်လေးမှာပဲကလေးလေးတယောက်ကိုသူ့ရဲ့မိဘကလာကြိုခဲ့ပြီးတော့ကလေးကလည်း22ယောက်ပဲကားထဲမှာပါသွားခဲ့ကြပါတယ်။ ကေဗင်တယောက်မယ်ရီကိုပါလိုက်ခဲ့ဖို့ပြောလိုက်ပြီးကလေးတွေကိုလည်းတယောက်ချင်းချပေးဖို့အတွက်အဆင်မပြေနိုင်တာကြောင့်လို့ရှင်းပြလိုက်ပါတယ်။သူတို့ကကလေးတွေကိုလိုက်ပို့ရမယ့်နေရာကိုသွားဖို့ကားပိတ်နေတဲ့နေရာတွေကိုလည်းရှောင်ပြီးတော့သွားလိုက်ကြရပါတယ်။ကေဗင်ကအမြန်လန်းကိုဖြစ်မသွားတော့ဘဲနဲ့ပတ်ပြီးသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကပြန်လှည့်ပြီးတခြားလမ်းကနေပတ်သွားလိုက်နေတော့မှပဲ။ကားစကန်နဲ့သူနဲ့ဂျာကဆက်သွယ်ရေးကိရိယာကလည်းပြတ်တောက်သွားခဲ့ပါတယ်။ဒါကြောင့်မယ်မိသက်ဌာနကထွက်ပြေးလွတ်မြောက်ကြဖို့အတွက်ကြီးညာထားတဲ့နေရာတွေကိုပိုချဲ့နေတယ်ဆိုတာကိုလည်းမသိလိုက်ပါဘူး။သူတို့သွားနေတဲ့စုရက်ကမလုံခြုံတော့တာပါ။ ရူဘီကချီကာဂိုမျိုးစီကိုပဲသွားလိုက်ဖို့တတိပေးနေပေမဲ့လည်းဆက်သွယ်ရေးကပြတ်တောက်နေတာကြောင့်ကေဗင်ကမသိလိုက်ပါဘူး။မီရောက်တွေကလည်းတဖြည်းဖြည်းနဲ့မျိုးရဲကိုပါကူးဆက်လာနေခဲ့ပါပြီ။မီရောက်တွေစီကပြာရီနဲ့မီကိုတွေကလည်းနေကင်းကြောင်တော်ကြီးမှပဲညကိုရောက်နေတယ်လို့မျိုးကိုဖြစ်နေခဲ့တာပါ။လမ်းတွေမှာလည်းကားတွေကပြင်းနေခဲ့ပြီးကားတွေကလည်းစနေတကြထွက်ခွာမနေကြဘဲနဲ့ဗယံမာနဲ့ဖြစ်နေပြီးတော့ရင်ကြောတွေလည်းပိတ်ဆို့နေခဲ့ပါတယ်။အဲ့ပြင်တချို့လူတွေကလည်းကားတွေကိုလမ်းပေါ်မှာရင်ပြစ်ထားခဲ့ကြပြီးတော့လမ်းကျိုကားနဲ့လိုက်သွားတာမျိုးမဟုတ်ရင်ခြေလင်းမဲ့တွေ့ပြင်းနေကြတာပါ။ လမ်းဘိတ်နေတဲ့ကြားထဲရောက်နေတာကြောင့်ကေဗင်ကဆီယမားကိုကားကိုထိန်းကိန်းထားပြီးတော့သူကယင်ထင်းရဲတယောက်ကိုသူတို့ကိုဖြတ်သွားဝင်ပေးဖို့သွားပြောလိုက်ပါတယ်။ယင်းရဲကမိသက်ကားတွေဖြတ်သွားနိုင်ဖို့အတွက်လမ်းရှင်းပေးနေရတာဆိုပေမဲ့လည်းကေဗင်တို့ကိုလည်းမိသက်ကားတွေနောက်ကနေလိုက်သွားနိုင်ဖို့ခွင့်ပြုပေးလိုက်ပါတယ်။အမြန်လမ်းဘော်ကိုရောက်တာနဲ့သူတို့ရဲ့အကြောင်းကားကလည်းသူတို့သွားဖို့ပြင်ထားတဲ့ဆွေရစီကိုဥတီလိုက်ပါတယ်။ဒါမဲ့စိတ်ညစ်စရာချိန်နေနဲ့ပဲကြုံလိုက်ရပါတယ်။အဲ့ဒီမှာဘသူမှမရှိတော့ဘဲနဲ့မိကလည်းအဲ့ဒီနေရာထိကိုလောင်ကျွမ်းနေခဲ့ပါပြီ မီးလောင်ရာလေပင်းနေတယ်လို့အခြေအနေဖြစ်နေခဲ့တာကြောင့်ကေဗင်ကစိတ်ညစ်နေတော့မှာပဲအမေရိကထွက်ပြေးဖို့အဓိကစင်တာရှိနေတဲ့အနီးနားကချီကာဂိုကိုပဲသွားဖို့ကြံပေးလိုက်ပါတယ်။လူကြီးနှစ်ယောက်ကကားပေါ်ကိုပြန်တက်လိုက်ကြပြီးကြောင်းနေတဲ့ကလေးတွေကိုလည်းမစိုးရင်ကြဖို့နှစ်သိမ့်ပေးလိုက်ကြပါတယ်။ကေဗင်ကမိခိုးတွေပြာရင်နဲ့မီးအောင်တွေဂျားတွေကလမ်းကိုရှာဖွေရင်းနဲ့ဖြတ်သွားနေခဲ့ပါတယ်။သူတို့ကလမ်းကြားတစ်ခုကိုဖြတ်သွားနေကြပြီးသူတို့လူမျိုးသွားနေကြတဲ့လူတွေကလည်းလမ်းပေါ်မှာရှိနေခဲ့ကြပါတယ်။မျိုးပေါ်တွေကိုကြည့်နေရင်းနဲ့ပဲမယ်ရီနဲ့ကေဗင်တို့ကတော့လုံခြုံမဲ့လမ်းကြောင်းတွေကိုရွေးနေကြပါတယ်။ ဒါပေမဲ့အဲ့လိုမျိုးချီနေတဲမှာတော့အကုန်လုံးကအမြန်ပြောင်းလဲနေပြီးအန္တရာယ်များနေခဲ့ပါတယ်။ဒါကြောင့်ကိုဆုံးဖြတ်ပြီးတာနဲ့ကေဗင်ကကားတွေနဲ့လမ်းတွေကိုဖြတ်ပြီးတော့အမြန်သွားလိုက်ပါတယ်။အချိန်တွေကိုပိုဆိုးသွားစီတာကတော့မီးလောင်ကျွမ်းနေတဲ့ area ထဲမှာတအားလိုင်းကိုပိတ်မချသေးတာကြောင့်လျှက်စစ် short အန္တရာယ်ကပါထပ်ပေါ်လာခဲ့တာပါ။ဝိုင်းရင်နေတဲ့ driver ကေဗင်ကတော့လမ်းတွေကြားထဲကနေဖြတ်မောင်းရင်းနဲ့လမ်းဆုံးကတသားချန်စီကိုတစ်ခုကိုဖြတ်တိုက်ပြီးတော့သူတို့သွားကျင်နေတဲ့အမြန်လမ်းပေါ်ကိုရောက်သွားခဲ့ပါတယ်။ ဒါမဲ့မြန်လန်းဘုံမှာလည်းအကုန်လုံးကရက်နေကြာရပြီးတော့ကားပေါင်းများစွာကလည်းလမ်းမှာပိတ်မိနေခဲ့ကြပါတယ်။မိသက်သမားတွေကလည်းမိဖို့ထင်းချုပ်ဖို့တဲတံကိုစူးစမ်းနေခဲ့ကြပါတယ်။ဒါမဲ့လည်းဘူဆူရာကတော့ဒီပြန်ပရာချင်းနေတွေထဲမှာလူတို့ချို့ကလူရဲ့ဓာရီလည်းလုံနေကြပြီးတော့အကုန်လုံးကဖျို့ပြဲဖြစ်နေခဲ့တာပါ။လူရဲ့ချင်းနေတဲ့လူချို့ကတော့ကားဘုံကိုတက်ရဖို့အတွက်တနက်နဲ့ချိန်ပြီးတော့ချင်းချောက်နေကြပေမဲ့ကေဗင်ကတော့ကားရီကြားထဲလွတ်နေတဲ့လမ်းကြောင်းတစ်ခုရဲ့ကိုဝင်သွားလိုက်ပါတယ်။ ူကဂါစကန်ကိုဆက်သွယ်ဖို့စူးစမ်းနေပြီးတော့ချီကာဂိုမြို့ကိုသွားနေတယ်လို့လည်းရေဒီယိုကနေပြောနေခဲ့ပါတယ်။ဒါမဲ့သူ့အနေနဲ့ချီကာတီဘယ်လန်းကနေသွားရမလဲဆိုတာကိုတော့မသိနေပါဘူး။အဲဒီချိန်မှာကလေးတွေကလည်းပူလာကြတဲ့အတွက်ရေစာလောင်နေခဲ့ကြပါတယ်။မိခိုးတွေကလည်းအေးစနစ်ကနေဘတ်စကားတွေကိုဝင်လာနေတာကြောင့်ကယ်ဘင်တယောက်လည်းပေးလိုက်ရပါတယ်။ဘတ်စကားကပန်းချံတစ်ခုကိုရောက်လာတဲ့အခါမှာကယ်ဘင်ကပန်းချံကိုဖြတ်ပြီးမြို့ရဲကနေထွက်သွားဖို့စီစဉ်ထားတာပါ။ ကားပေါ်ကကလေးမလေးကပြားနာလာခဲ့တာကြောင့်မယ်ရီတယောက်ရေရေကြီးလိုနေပြီလို့ပြောလိုက်ပါတယ်။ဒီရလို့ရညာကေဗင်ကနီနာကဆောက်ဦးနားမှာရက်လိုက်ပါတယ်။မယ်ရီကနီနာကရေပိုက်ကောင်းနာကိုသွားလိုက်ပေးမယ်လေ။ရေပြေးဝေတဲ့စနစ်ကရက်သွားပြီးပြီဖြစ်တာကြောင့်ရေလည်းမရှိတော့ပါဘူး။အဲ့ဒီဟာတဝိုက်မှာပတ်ရှာလိုက်ပြီးတဲ့နောက်မှာတော့မယ်ရီတယောက်ဘရင်ပေါက်တွေကျိုးပဲ့နေတဲ့ကားနောက်တွဲတစ်ခုကိုတွေ့လိုက်ရပါတယ်။သူမကထဲကိုရှာကြည့်လိုက်ပြီးတော့ရေပူးတွေကိုတွေ့ကပြန်ယူလာခဲ့လိုက်ပါတယ်။ပြန်လာတဲ့လမ်းမှာတော့သူမကလက်နဲ့တွေ့နေတဲ့လူတွေကိုတွေ့ခဲ့သေးပေမဲ့သူတို့ကသူမကိုကြော်သွားကြပါတယ် အဲဒီနောက်စီလောင်ကန်တခုကပောက်ကွဲသွားခဲ့ပြီးပောက်ကွဲမှုကြောင့်လည်းကလေးတွေလည်းလန့်ကုန်ကြပါရယ်။ဆီယမားကတော့သူမယူလာခဲ့တဲ့ပစ္စည်းတွေကိုယူခဲ့ပြီးတော့ဘတ်စကားစီကိုပြန်လာနေခဲ့ပါပြီ။ပြီးရနဲ့ကေဗင်တယောက်ကားကိုပြန်ထုတ်လိုက်ပြီးမီးရဲစီကနေနောက်ပြန်ဆုပ်ပြီးတော့ထွက်သွားခဲ့ကြပါရယ်။သူကမီးတော့တွေကြားထဲမှာကားကိုမောင်းနေနေနဲ့ထွက်သွားနိုင်မှုစူးစမ်းနေခဲ့ပါရယ်။ဒီကမျိုးမှာတော့ဘတ်ကားထဲမှာပါသွားတဲ့ကလေးတွေရဲ့မိဘတွေကိုဘတ်ကားနဲ့ဆက်သွယ်မရသေးပေမဲ့ဒရိုက်ဘာကကလေးတွေကိုဘေးကင်းရေးနဲ့ပြန်ခေါ်လာနိုင်မှာပါလို့ယုံကြည်ထားပေးကြဖို့ဆိုပြီးတော့ပြောနေခဲ့ပါတယ် အဲဒီမှာကေဗင်ကတော့ဘက်ကားကိုတောင်ဆောင်လမ်းတွေဘက်ကနေပတ်ပြီးတော့မောင်းနေခဲ့ရပါပြီ။မီတင်းကျော်ရေးစကမ်းမှာတော့ပါရာဒိုက်တစ်မျိုးလုံးကလည်းမီးတဲကိုရောက်နေပြီဆိုတဲ့အကြောင်းမာတီနက်စီကိုသတင်းတွေရောက်လာခဲ့ပါတယ်။သူတို့အနေနဲ့ဘာမှမလုပ်နိုင်တော့ဘဲနဲ့မာတီနက်လည်းခက်ခဲတဲ့ရွေးချယ်မှုတစ်ခုကိုလုပ်ရပါတော့မယ်။ခက်ခဲခက်ခဲနဲ့အကျိုးမထူးတဲ့မီးကိုညှိတက်ဖို့ကြိုးစားမလား။ဒါမှမဟုတ်အသင်းရှင်ဂျန်ရဲ့သူတွေကိုကယ်တင်မလားဆိုပြီးတော့ရွေးချယ်ရမယ့်အချိန်မှာတော့သူကမျိုးကိုမီးထဲမှာထားခဲ့ဖို့ရွေးချယ်ကသတင်းစာရှင်းလင်းပွဲတစ်ခုမှပြင်ညာလိုက်ပါတယ်။ ကေဗင်တို့ကြောင်းကားသွားနေတဲ့လမ်းမှာတော့အဲဘက်ကနေပြေးလာတဲ့လူတွေရှိနေပြီးသူတို့ကရှေ့မှာရှိသမျှမီးတွေပဲရှိနေပြီးတော့လမ်းမကြီးပေါ်ကိုပြန်တက်ဖို့မဖြစ်နိုင်တော့ဘူးဆိုပြီးတော့ပြောနေခဲ့ကြတာပါအဲလိုမျိုးအခြေအနေမှာကားကိုဆက်မောင်းနိုင်ဖို့လည်းမလွယ်ကူနိုင်တော့တာကြောင့်သူတို့ကဆက်သွားဖို့အတွက်လမ်းလျှောက်ကြရပါတော့မယ်အမေရိကကလေးတွေကိုလမ်းလျှောက်ခိုင်းဖို့အသင့်ပြင်နေတုန်းမှာပဲကေဗင်ကပြင်ကိုကြည့်ပြီးတော့ဖယ်သွားရမလဲဆိုတာကိုကြည့်လိုက်ပါတယ်အမြင့်နေရာတစ်ခုကနေကြည့်လိုက်တဲ့အခါမှာတော့ဘေးပပတ်လေးတစ်ခုလုံးမှာမီးတွေဖုံးလွှမ်းနေခဲ့ပြီးတော့အတော်လေးကိုတတိထားမှာပဲဖြစ်ပါလိမ့်မယ် ကန်လာတော့သူကဆီယမကိုသွားစရာမရှိတော့ဘဲနဲ့ဒီညမှာပဲထိုင်ဆောင်ပြီးတော့ကန်ကောင်းစီဖို့ဆူတောင်းဖို့ပဲရှိတော့မယ်အကြောင်းပြောလိုက်ပါတယ်။သူကရှဲအင်ကြီးနဲ့ရေကိုသုံးလိုက်ပြီးကလေးတွေအတွက်လည်းလေစိတ်ရဲ့မျက်နှာဖုံးလေးတွေလှုပ်ပေးလိုက်ပါတယ်။သူတို့လူကြီးမျိုးကတော့ကလေးတွေနဲ့ထိုင်လိုက်ကြပြီးတော့ကြောင်းနေတဲ့ကလေးတွေကိုနှစ်သိမ့်ကအကုန်လုံးဆင်ပြေမဲ့အကြောင်းကိုပြောနေကြပါတယ်။ဒါပေမဲ့ကလေးတွေမှာတော့သူတို့ကိုယ်တိုင်တော့တေးချတယ်မထင်ခဲ့ပါဘူး။အဲ့ဒီတယောက်ကတော့ကလေးတွေကိုမိတွေရောက်မလာခင်ဒီတိုင်းသက်ရှူခိုင်းလိုက်ပြီးတော့မိလဲသောင်းအောင်ထားလိုက်ရမလားလို့တော့တွေးနေခဲ့ပါတယ် သူတို့ကသူတို့ရဲ့ဘွားအကြောင်းပြောလိုက်ပြီးမယ်ရီကတော့သူမပါရာတိုင်းမျိုးရဲ့ပြင်ကိုတခါမှတော့ခီးမသွားဘူးလို့ပြောလိုက်ပါတယ်။ကေဗင်ကလည်းသူကဆက်ကြောင်းနဲ့မှဘေးနဲ့ရံဖြစ်ပြီးတော့အိမ်ကဆင်းလာကအဲ့ဒီကလေးကစကားမပြောဖြစ်တော့ဘူးလို့ပြောလိုက်ပါတယ်။သူသားလေးနေမကောင်းဖြစ်တော့လေသူကနှုတ်ဆက်ဖို့အချိန်တောင်မရလိုက်ဘူးလို့ပြောလိုက်ပါသေးတယ်။သူနဲ့သူသားကြားမှာလည်းသူ့ဖေနဲ့ဖြစ်ခဲ့တဲ့ကောင်ကလူမျိုးဖြစ်သွားမှာကိုစိုးရိမ်နေခဲ့တာပါ။ဒီရောက်ဒီကဂါနာကိုရောက်လာချိန်မှာတော့လူကြီးနှစ်ယောက်လုံးကဝမ်းနဲ့ကြေကွဲမနေကြတော့ဘဲနဲ့သူတို့လုံးနေတာအကုန်လုံးကိုလှုပ်ကြပါလေ မိသားစုတွေယူပြီးတော့ကတ်လာတဲ့မီးတော့တွေကိုညှိတဲ့ခဲကြပါတယ်။အဲလိုလုံးနေတော့ကယ်ဗင်ကမီးတော့တွေချားမှလေကောင်းလေတန်းတွေကသူ့ရဲ့မျက်နှာကိုဖျက်ဆီးသွားတာခံစားမိလိုက်ပါတယ်။မီးလို့ရနဲ့သူတို့နဲ့ရမ်းမွေးတော့ဘူးဆိုတာကိုသူက သိလိုက်ပြီးတော့သူကကားစီကိုလည်းပြန်လာလိုက်ပါတယ်။ဒီနောက်မှာတော့သူက အခုတော့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီးတော့မီးတော့တွေချားတဲ့ကနေပြန်မောင်းဖို့ပါပဲ။ဒါကြောင့်ကယ်ဗင်ကကားကိုမီးတော့တော်တဲ့ကိုဖျက်ပြီးတော့မောင်းနေသွားရင်းနဲ့ကတ်လာသမျှမီးတော့တွေကိုကြော်ပြီးတော့မောင်းနေခဲ့ပါတယ်။ ကားထဲမှာပူချိန်ကတဖြည်းဖြည်းနဲ့မြင့်တက်လာနေခဲ့ပါပြီ။အမြန်လန်းကိုရောက်တဲ့အခါမှာတော့ကေဗင်တယောက်လီဘာကိုအတကုံတင်လိုက်ပြီးတော့လမ်းကိုလည်းအကြမ်းဖက်ရန်ကိုဖျက်ပြီးမောင်းလိုက်ပါတယ်။ရုတ်တရက်မီလောက်တွေကြားထဲကနေလොမြောက်သွားခဲ့ပြီးကြီးလင်နေတဲ့ကောင်းငင်ကိုလည်းပြန်ပြီးတွေးလိုက်ရပါတယ်။ဒါကြောင့်သူကန်ကိုယုံအောင်မြုံနိုင်ပဲနဲ့ကေဗင်တယောက်ဘတ်ကားကိုကြီးကမျိုးကအေးပေါ်စင်တာစီကိုသွားလိုက်ပါတယ်။အဲမှာတော့ဂလီရီယံမိဘတွေကဆောင်းဆိုင်နေခဲ့ပြီးတော့သူတို့ကပြာလိမ့်လိမ့်နဲ့အဝါရောင်ကြောင်းကားကိုပျော်ရွှင်စွာအပြည့်နဲ့ကျူးကျူးခဲ့ကြပါဗျ။ ကလေးတွေကလည်းသူတို့မိဘတွေကိုတွေးလိုက်ကြတဲ့အခါမှာမယ်ရီကကယ်ဗင်ကိုကျေးဇူးတင်နေခဲ့ပါတယ်။လူဝဲကပြောရှင်နေကြတော့မှပဲကယ်ဗင်တယောက်ကတော့တိတ်တိတ်လေးဆင်းလာပြီးတော့ရောက်ရှိစင်းထဲမှာသွားမိကသူ့မိနဲ့သားလေးတို့ရောက်လာလားဆိုတာစုံစမ်းလိုက်ပါတယ်။သူတို့နာမည်ပါမလာတဲ့အခါမှာတော့သူကအင်ဂျင်နာချင်းအမျိုးတွေကိုမေးလိုက်ကြတာနေသူ့မိကိုတော့တွေးလိုက်ရပါတယ်။သူ့မိကိုအင်ဂျင်ချင်းတယောက်ကခေါ်လာပေးခဲ့တာလည်းဖြစ်ပါတယ်။သူတို့သားလေးရှောင်းကိုတော့သူဇနီးဟောင်းကခေါ်သွားခဲ့တာလည်းဖြစ်ပါတယ်။ မီးရဲကိုငိမ့်သွားပြီးတဲ့နောက်မှာတော့ကေဗင်ကမီးလောင်ပြာကျနေတဲ့အိမ်ကိုပြန်သွားခဲ့ပါတော့တယ်။ပြာကျနေတဲ့ပစ္စည်းတွေကြားထဲမှာတော့ထူးထူးခြားခြားမပစ္စည်းပဲကျန်နေသေးတဲ့သူသားလေးရဲ့ဓာတ်ပုံလေးကိုတွေ့လိုက်ရပါတယ်။သူလဲကြည့်နေတော့မှပဲသူစနီးဟောင်းရဲ့ကားကိုမြင်လိုက်ရပြီးတော့သူသားလေးကသူ့စီကိုတိတ်တိတ်လေးလာကဖက်လိုက်ပါတယ်။ဒီနောက်မှာတော့ကေဗင်ကကြီးကမှဆရာတယောက်ဖြစ်လာပြီးတော့အမေရိကလဲခီးတွေထွက်နေခဲ့ပါပြီ။2018တော်မီကကယ်လီဖိုးနီးယားသမိုင်းတစ်လျှောက်သိဆုံးမှုအများဆုံးမီးဖြစ်စေခဲ့ပါတယ်။ ိမ်မောင်း၃တော့ကျော်ပြစ်စည်းခဲ့ပြီးတော့လူပေါင်း85ယောက်လောက်တေဆုံးသွားခဲ့တာလည်းဖြစ်ပါတယ်။မိလောင်မှုအတွက်တာဝန်ရှိတဲ့ပါဝါကုမ္ပဏီကတော့အမှုတွေရင်ဆိုင်ခဲ့ရပြီးတော့ဒေါ်လာဘီလီယံ73.5ဘီလီယံလောက်ကိုရောကြီးပေးခဲ့ရပါတယ်။ဇလန်လီကတော့ဒါပါပဲခင်ဗျ။စုံနီနာဆင်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ။